ကံပြင်းတဲ့နေကံပြင်းရမယ့်နေကဘာလို့ဆိုလို့လူတိုင်းလူတိုင်းမကောင်းမှုအကုသို့လုပ်မိတယ်ဆိုတော့ချင်းလေးတွေချိုးလေးတွေကဆက်ပြီးတတ်မိတယ်ဆိုတော့ပါဏာတိပါဒကလုပ်တယ်ဆိုဆိုအေးဒီနေ့ရနေဆက်ပြီးချင်းလေးတွေချိုးလေးတွေဝက်ဆိုင်လေးတွေဆက်ပြီးဘယ်ကောင်းမှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတော့မကောင်းဘူးများလာလို့ရှိရင်အပင်ငယ်ရဲ့ကိုချရတဲ့အပင်ငယ်ရဲ့ဖြစ်စေတတ်တဲ့အပင်ငယ်ရဲ့လွတ်လပ်လို့ရှိရင်လည်းယောဂများတဲ့အသက်တို့ ောက်လာတဲ့လူတွေကြီးလေငငယ်လေးတွေအစည်းကမ်းသွားနေရတဲ့လူတွေရှိတာငယ်လေးတွေကယောဂာနဲ့တချို့မြန်ပေါ့ဆာလေးနဲ့ယောဂာပါတော့ခြေတွေကဆိုအသက်ကြီးမှသွေးလိုလိုပါလို့ဖြစ်နေဆိုငငယ်လေးနဲ့သွေးလိုတွေလည်းဖြစ်အဲ့တော့ယောဂာဆိုအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငငယ်တည်းကကိုယောဂာများလာတယ်ပြီးတော့လည်းအသက်လည်းတူဩပါဏာတိပါဏာမှုကမကောင်းဘူးလို့သိသိလာတဲ့အခါမှာဒီကံတရားကနှမြောက်ချင်လို့ရှိလုံးလုံးကဘူးပါပဲတတ္တဝါအသက်တတ္တမကောင်းဘူး စရံမြင်ရမယ်မြင်ပြီးဒီအတွက်ကြောင့်သူများတဲ့တပ်ကိုရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကျိုးစားဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါတ္တကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသကံတွေကလွန်မှုထားတဲ့အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးခွင့်ရမရဘူးလို့သူပြောပြောင်းသွားတယ်လို့ပြောတာမဟုတ်ဘူးအခွင့်အရေးမရအောင်လုပ်ထား